X platform တိုက်ခိုက်ခံရပြီးပြတ်သားမှုဖြစ်ပွား Masla အစရဲ့နေက Elon Musk ပိုင်းအိတ်လူမှုကွန်ရက်စိုက်ပါတိုက်ခိုက်ခံရပြီးတရက်တည်း၃ချိန်ပြတ်တောက်ခဲ့ပါတယ်။တောင်းတီတက်တာမှာတော့အရှာအရှိတိုင်းဆန်တော့ချိန်မနေ့၆နာရီမနေ့၁၀နာရီနဲ့ညနေ၂နာရီတွေမှာလိုင်းတွေကျသွားခဲ့တယ်လို့ဆိုပါတယ်။ H line ကျသွားတာဟာ TTOS လို့ခေါ်တဲ့ဆာဗာကျပြီးဝင်မြန်အောင်လုပ်တဲ့စိုက်ပါတိုက်ခိုက်ခံမှုကြောင့်လဲ Elon Musk ကပြောပါတယ် ီလွန်မတ်ကတော့သူ့ H4 မှာအခုလုံအကြီးကျယ်ဟတ်တဲ့ကိစ္စနာကွဲမှာအဖွဲ့အစည်းအကြီးကြီးတခုနဲ့အတူနိုင်ငံတကာနိုင်ငံလည်းပါမယ်လို့ပြောထားပါတယ်။ကျွန်တော်တို့နေ့တိုင်းတိုက်ခိုက်ခံနေရတာပါ။ဒါကတော့အရင်မြင့်အများကြီးနဲ့လှုပ်သွားတာပါလို့ Mask ကအဆိုပါတယ်။ H ကလိုင်းကြအောင် TTOS attack ဝင်ခဲ့တာ။ Dustom Team ဆိုတဲ့ပါလက်စတိုင်းတကြွဟက်ကအဖွဲ့လို့ဆိုပါတယ်။ ဒီအဖွဲ့ကကာဇာကိုအစ္စရေးတိုက်ခိုက်မှုအပေါ်ထောက်ခံအားပေးတဲ့နိုင်ငံတွေလူပုဂ္ဂိုလ်တွေကိုအဓိကထားပြစ်မှတ်ထားတဲ့ဟက်ကာအဖွဲ့လို့ပြောပါတယ်။အီလွန်မတ်ပြောပုံအရတော့ဟက်ကာတွေဟာယူကရိန်းဧရိယာကလာတဲ့ IP address တွေရှိတယ်လို့ Phoneyu နဲ့ interview မှာပြောထားပါတယ်။ Twitter ကိုအီလွန်မတ်ဝယ်ပြီးနောက်ပိုင်းဝန်ထမ်းအများပြအလုပ်ဖြုတ်ခဲ့တယ်လို့ platform လိုင်းကြတဲ့ကိစ္စကမကြာခဏဖြစ်ပွားခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။